ာကြီးအသက်ရှင်နေတဲ့ဆွာကြီးဗမ်ပါယာတကောင် ကိုယ့်အိမ်မီးကိုပြောင်းလာတဲ့အခါလိုရင်ဆိုင်ရမလဲအဲ့ဗမ်ပါယာလက်ထက်ကနေကိုချက်တဲ့လူတွေကိုကာဝယ်ဖို့ချာလီဘလိုစူးစမ်းမလဲဇန်လန်းဆမှာတော့အဒမ်တို့အိမ်ထဲကိုဒရဝါတကောင်ရောက်လာပြီးသုံးမိဝတွေကိုတပ်ပြက်လိုက်ပါတယ်အဒမ်လည်းအိမ်ဒရဝါကြီးကိုရှင်ပြစ်ဖို့တနက်ကြီးထဲနေတော့အဲ့ကောင်ကြီးကသူ့ကိုပါဆွဲတော့ပါတော့တယ်ချာလီကထက်တန်းကြောင်းလိုက်ဖြစ်ပြီးခလန်လန်းအိမ်မီးနဲ့တွဲနေတာပါမနေ့ပိုင်းချယ်လီအတန်းတက်တော့ဆရာမအကြောင်းသားဆင်းစစ်တဲ့အခါ ကျောင်းသားချို့အတမ်းမလာပါဘူး။ချာလီငယ်ငယ်ချင်းဖြစ်တဲ့အက်ကသူတို့ငယ်ချင်းအရန်ပြောင်းနေရစိတ်ပူလို့အိမ်ပြန်တဲ့အခါအရန်အိမ်ကိုတူတူသွားဆစ်ဆေးဖို့လာခေါ်ပါတယ်။ချာလီကတော့အိမ်မီနဲ့တွေ့ပြီးခဲ့တာလူကြိုက်များတဲ့ဖွဲ့ရဲရောက်သွားတော့ဦးကျောင်းကျောင်းပုံစံအက်နဲ့ပေါင်းသိမလို့ချင်တော့ပါဘူး။အက်ကသူ့မကူညီပေးရင်ချာလီငယ်ငယ်တုန်းကပေါ်ခဲ့တဲ့အကြောင်းကိုရှောက်ဖွားပြစ်မယ်လို့ချင်းချောက်တော့ချာလီလည်းမတတ်တာပဲ။ကူညီဖို့သဘောတူလိုက်ရပါတယ်။ချာလီတို့ဆောင်သွဲအိမ်ပြန်ရောက်တဲ့အခါ သူ့အမေကခကြောကြောအိမ်ကြီးရဲ့အစ်တဂျယ်ရီနဲ့အစီကလီလုံနေအောင်မြင်လိုက်ရပါတယ်။ဂျာလီအမေကသူ့ကိုနဲ့မိတ်ဆက်ပေးတဲ့အခါဂျယ်ရီကအိမ်မီကိုဝါးစားမသက်ကြည့်ပါတယ်။အဲ့ချိန်အက်စီရဲ့မက်ဆေ့ချ်တောင်ဝင်လာပြီး7မိနစ်နေလို့မှမရောက်လာရင်သူတို့အတူတူပေါ်ထားတဲ့ဗီဒီယိုဖြန့်ပြစ်မယ်လို့ထင်ကြောက်ထားတာကိုဖတ်လိုက်ရပါတယ်။အဲ့ဒါနဲ့ဂျာလီလည်းအဲ့နဲ့ချိန်ထားတဲ့အတက်အိမ်ရှိအမြန်ပြေးသွားလိုက်ရပါတယ်။သူတို့နေတဲ့ရက်ွက်ဟာမြို့နယ်ဝေးရဲ့အတွက်လူတွေကလည်းအိမ်တွေကိုဆုံးခွာပြီးမြို့ထဲပြောင်းသွားကြတာများပါတယ်။ သူတို့တကားခောက်ကြည့်ပေမဲ့ဘယ်သူမှလောင်ဖွင့်ပေးတာကြောင့်အဲ့တယောက်ခွေးသူဘောက်ကဝင်သွားပါတယ်။အိမ်ထဲမှာဘာမှမတွေ့ရပေမဲ့ပီတာဗင်ဆန့်ဆိုတဲ့မျက်လဲဆရာစီကအဲ့တလေးလာထားပုံရဆိုရင်ဂျယ်ရီကိုဗန်ပါယာလို့ယူဆရတဲ့အတွက်သူ့ကိုအိမ်ထဲဝင်ဝတ်မပေးဘူးချာလီကိုတတိပေးပါတယ်။ချာလီကတော့မင်းတွိုင်းလိုက်ကြည့်တယ်များနေပြီဆိုပြီးအက်ကိုမယုံကြည်ပါဘူး။ဒီလိုနဲ့နှစ်ယောက်သားစကားများကြပြီးအိမ်ထဲကထွက်လာကြပါတယ်။အဲ့တယောက်အိမ်ပြန်လမ်းမှာမန့်ကသူ့ကိုလိုက်စားလို့ခြံကျော်ပြီးတဲ့အခါဂျယ်ရီနဲ့တန်းတိုးပါတော့တယ် အရီယာဗမ်ပိုင်ရတစ်ခါလို့သူယုံကြည်ထားတာကြောင့်အိမ်ထဲဝင်ပုန်းလိုက်ပါတယ်။ဗမ်ပိုင်ရတွေဟာဖိတ်ခေါ်မှုမရှိပဲအိမ်ထဲဝင်လို့မရလို့ပါပဲ။ဖြစ်ချင်တော့အဲ့အိမ်ကဆုံးပစ်ထားတဲ့အိမ်ဖြစ်နေပြီ။အဲ့တယောက်ဂျယ်ရီလက်ထက်ကပြေးမှုလို့ပဲအကန့်ခံလိုက်ရပါတော့တယ်။နောက်တစ်နေ့မှာအက်ကြောင်းမလာတော့ချာလီစိတ်ပူပြီးအိမ်လိုက်သွားတဲ့အခါအက်ကအိမ်မှာရှိမနေပဲဗမ်ပိုင်ရကိုဘယ်လိုတတ်ရမလဲဆိုပြီးရေးမှတ်ထားတာတွေပဲသူ့အခန်းထဲမှာတွေ့ရပါတယ်။ဂျယ်ရီရဲ့ရှေ့မှာအက်ခိုးရိုက်ထားတဲ့ဗီဒီယိုတွေကိုလည်းတွေ့လိုက်ရပြီ။ ဗီဒီယိုတစ်ခုထဲမှာတော့ Jerry Gower ဆင်လာပြီးမယ်။ကင်မရာထဲမှာကိုပျောက်နေတာပါ။မာလီတယောက်လမ်းဖြန်သွားပြီး Ed ပြောခဲ့တာတွေကိုစတင်ယုံကြည်လာပါတယ်။သူ့အိမ်ပြန်ရောက်ချင်းမှာပဲ Jerry ရုတ်တရက်ပေါ်လာပြီးကုညီတစ်ခုလာတောင်းပါတယ်။သူ့အိမ်မှာဆော်လေးတယောက်ရောက်နေလို့ဒီချိန်ကြီးဘီယာထွက်ဝယ်ဖို့လည်းအဆင်ပြေတော့တာနဲ့ဂျာလီစီဘီယာလာဝယ်တာပါ။အိမ်ဆော်လေးဆိုတာကတော့ဂျာလီရဲ့ရက်ွက်ထဲက Doris ပါပဲ။ชารีอ่ะเจอรี่ไอ้เนี่ยဝင်ဝင်စောင့်ကြည့်နေပြီတူထင်နားရဲ့အတိုင်းပဲဘီယာကိုအိမ်ထဲဝင်မြူပါဘူး ီလိုနဲ့ချာလီအိတ်ပျော်သွားပြီ။ဂျယ်ရီအိမ်ဘက်ကမိမတရအော်တန်ကြလို့လက်နိုးလာပါတယ်။ချာလီလည်း911ကိုချက်ချင်းဖုံးခေါ်လိုက်တဲ့အခါဂျယ်ရီအိမ်ရှိရဲတွေရောက်လာပြီမယ်။ဂျယ်ရီကသူ့ရင်းစားပျော်နေလို့အော်တာပါလို့ပြန်ဖြေရှင်းလိုက်တော့ရဲငတုံးအုပ်စုလည်းပြန်သွားပါတယ်။ရဲတွေထွက်သွားပြီးခဏကြာဂျယ်ရီလည်းကားမောင်းမိတနေအောင်ထွက်သွားပါတယ်။ချာလီကဒေါရက်ကိုစိတ်ပူလို့ဂျယ်ရီအိမ်နဲ့ခိုးဝင်ပြီးရှောက်ပတ်ကြည့်နေတော့ဂျယ်ရီရုတ်တရက်အိမ်ပြန်ရောက်လာလို့ဗီယိုနဲ့ဝင်ပုန်းနေလိုက်ရပါတယ် ဘီယုံနောက်မှာလှုပ်ဝက်တကားတစ်ခုတွေ့လဲရပြီထဲဝင်ကြီးလိုက်တဲ့အခါခန်းတွေအများကြီးရှိနေတာပါဒေါရက်စ်ကိုလည်းအခန်းတစ်ခုထဲမှာဖမ်းလာပြီးချာလီကတကားဖွင့်ပေးဖို့ကြိုးစားနေတော့ဂျယ်ရီရောက်လာလို့ခန်းခန်းနဲ့ဝင်ပုန်းနေလိုက်ရပြန်ပါတယ်ဂျယ်ရီကဒေါရက်စ်ကိုသွေးအဝါဆုပ်ပြီးပြန်ထွက်သွားတဲ့အချိန်ချာလီလည်းဒေါရက်စ်ကိုရအောင်ကယ်ပြီးအိမ်ပြင်ဘက်ကိုခေါ်ထုတ်လာပါတယ်ဖြစ်ချင်တော့အပြင်မှာမိုးလင်းပြီးနေထိုးနေပြီဖြစ်တဲ့အတွက်ဒေါရက်စ်တယောက်မီးလောင်ပြီးပြာကျသွားပါတော့တယ်ချာလီအိမ်ပြန်ရောက်တဲ့အခါ ဟယ်ရီကအရန်အနေများလို့အိမ်ထဲဝင်ခံမှုသူ့အမေကိုထတ်ထပ်မှာတော့သူ့အမေကနားမလည်နိုင်ဖြစ်နေပုံပါပဲ။သူလဲကြံရမရတော့သတင်းတော့ရောင်ဆောင်ပြီးပီတာဗင်ဆန်စီစကားတော့အင်ပါတယ်။ဗင်ဆန်ကအရန်ချမ်းသာပြီးတံမိုးကြီးလက်နဲ့မျိုးမျိုးကိုဝယ်ယူစုဆောင်ထားတာပါ။ဗမ်ပါယာကိုဘလို့တက်ရမလဲမိလိုက်တော့ဗင်ဆန်ကသူ့လုံနေရာတွေဟာရှိုးတော့တက်တက်တာဖြစ်ကြောင်ပြောပြီးမောင်းထုတ်လိုက်ပါတယ်။ ချာလီလည်းစိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်ပြီးစက်တံဖြူနဲ့လဝါကတိုင်ကိုသူ့ခိုင်းထဲမှနေရချာကဗန်ပန်းရရင်ကခောက်ဝဲဖို့စတင်ပြင်ဆင်နေပါပြီချာလီကလက်နဲ့ဖြစ်တစ်သားချောင်းကိုခြုံထိုက်အောင်ပုံဖော်နေတော့သူ့ဤစားအီမီရောက်လာပြီးသူ့ကိုနားမလည်နိုင်ဖြစ်နေပါတယ်အဲ့ချိန်သူ့အိမ်ရောက်ဂျယ်ရီရောက်လာပြီးအထဲဝင်ဝင်ပြီးဖို့ချာလီမေခွင့်တောင်းပါတယ်သူ့အမေကသူ့သားပြောတာပဲယုံကြည်ပြီးအိမ်ထဲဝင်ဝင်မပြီးတဲ့အခါဂျယ်ရီတယောက်ချာလီအိမ်ဝင်နေမှာခေါ်ပြတဲ့လက်နဲ့မြကြီးစာသူ့ပါတော့တယ် မြင်းကြီးရောက်ကဓာငွေပိုက်လိုင်းကိုမီးရှို့ပြီးချာလီရင်ပောက်ကွဲသွားတဲ့အခါဗမ်ပိုင်းရဲ့ဂျယ်ရီလည်းအိမ်ထဲဝင်ဝင်ရောက်သွားပါပြီအီမီချာလီနဲ့သူ့အမေတို့သုံးယောက်လည်းကြောက်လန့်ပြီးကားမောင်းပြေးပါတော့တယ်ဂျယ်ရီကသူ့ကားနဲ့ရအောင်ကြောတက်ပြီးသူတို့ကိုလိုက်တိုက်ခိုက်တဲ့အခါဂျယ်ရီရဲ့ဗမ်ပိုင်းရဲ့ပုံစံအစ်ကိုမြင်လိုက်ရတာပါချာလီကလဝါကတိုင်နဲ့ကဝယ်ဖို့ကြိုးစားပြီးမယ်ဂျယ်ရီကလုံးဝမမှုပဲလဝါကတိုင်ကိုထိလိုက်တဲ့အခါမီးလောင်သွားပါတယ်အဲ့အချိန်အမီကဂျယ်ရီကိုဆိုင်းပုံးနဲ့ထိုးလိုက်ပြီး တို့အားလုံးထွက်ပြေးလွတ်မြောက်သွားပါတယ်။အမေကိုလဲစိတ်ယုံပုတ်လိုက်ရပြီ။ရဲရီကိုကုညီတောင်းလဲယုံမှာမဟုတ်လို့ချာလီတယောက်ချံရမြန်ဖြစ်နေပါတယ်။ဒီတော့တွင်ဝင်းဆန်ကချာလီချာနာခဲ့တဲ့ပုံကိုကြည့်ပြီးချာလီလေးနေရမဟုတ်မှန်းသဘောပေါက်သွားပါတယ်။ငါလေးကိုလဲသူကုညီနိုင်တဲ့အကြောင်းဖုံးဆက်ပြောပြီးသူ့အိမ်ကိုလာခိုင်းလိုက်ပါတယ်။အခုချာလီတို့ကြုံနေရတဲ့ဗန်ဖိုင်ယာဟာနေရချီတက်တန်းရှိနေပြီဖြစ်ကြောင်းနဲ့အရန်ဆွမ်းတဲ့အကြောင်းပြောပြပါရတယ်။အဲ့ဒီဗန်ဖိုင်ယာမျိုးစိတ်ဟာအစိုးဖွဲ့တဲ့နေထိုင်လေးရှိပြီး သူတို့သားကောင်တွေကိုရပောင်းများစွာရှင်ထားတွေးဆပြီးဗမ်ပါရတွေဖြစ်ပြောင်းလဲဖြစ်တယ်လို့ဆိုပါတယ်။သူတို့စကားပြောနေတော့ဗင်ဆန့်စီပစ္စည်းရောက်လာကြောင်းဖုံးဝင်လာတော့သူ့ဦးသားကိုပစ္စည်းသွားယူခံလိုက်ပါတယ်။ပစ္စည်းပို့သမားတွေဟာဒီလိုချိန်နေမလာတတ်ဘူးဆိုတာရုတ်တရက်တတိယသွားပြီးသူအမားတစ်ခုလုံးမိပြီဆိုတာကိုဗင်ဆန့်သိလိုက်ပါတယ်။အဲ့အချိန်ဗမ်ပါရအဖြစ်ပြောင်းလဲသွားတဲ့အက်တယောက်အထင်းဝင်လာပါတော့တယ်။ဗင်ဆန့်ကကြောက်ကြောက်နဲ့လှုပ်ဝှက်ခိုင်းနေဝင်ပြေးတဲ့အချိန်အက်တယောက်တကားညက်ပြီးလက်ပြတ်သွားပါတယ်။ အေမီနဲ့ချာလီတို့လည်းထွက်ပြေးဖို့ကြိုးစားပြီးမှဝင်းဆက်ရင်စားတည်နေအောင်မြင်ပြီးလမ်းဖြတ်နေပါပြီ။အက်ကလည်းသူတို့နှစ်ယောက်ကိုလိုက်လံတိုက်ခိုက်နေတာကြောင့်လူကွဲသွားပါတယ်။အေမီကမကောင်းဆုံးအပြစ်တနက်ကိုကြည်ထဲနေတော့ဂျယ်ရီရောက်လာလို့ဂျယ်ရီကိုပြစ်လိုက်ပါတယ်။ကန်ဆုံးကျင်တော့အေတနက်ကတမန်ဝင်ပလူကိုတတ်ဖို့သုံးတဲ့တနက်ဖြစ်နေပါတယ်။အေမီလည်းဂျယ်ရီတရားရအောင်ပြေးရင်နဲ့ပတ်လိုက်ပြီးချာလီစီပြေးလာပါတယ်။နောက်ဆုံးတော့ချာလီလည်းရေနာနာနဲ့ပဲအဲ့နှလုံးထဲကိုစူးချွန်နဲ့ထိုးချလိုက်တဲ့အခါ အဲ့တည်သွားပါတော့လေသူတို့နှစ်ယောက်ထွက်ပြေးဖို့ကြိုးစားကြပေမဲ့ကလပ်ထဲမှာလူထက်ကွဲသွားပြီးချာလီရှိမှတင်ဂျယ်ရီရဲ့အီမီကိုကိုက်သွားပါတယ်ဖော်လီကဗင်ဆန့်စီပြန်သွားပြီးအီမီကိုကယ်တင်ဖို့စစ်ကူတော့ခေါ်ပေးမယ်ဗင်ဆန့်ကသူ့မိဘတွေကိုဗမ်ပါယာတက်ခဲ့ကြောင်းနဲ့သူကိုယ်တိုင်လည်းသက်ဆက်ရှင်မှုအတွက်ပေါင်းနေုံကလွယ်ပြီးချာနီလည်းမရှိကြောင်းတုံ့ပြန်ပါတယ်သူမကူညီပေးနိုင်ပေမဲ့ချာလီအတွက်စိတ်မကဲကောင်းချီးပေးထားတယ်တစ်ချုံလက်ဆောင်ပေးလိုက်ပါတယ်ချာလီလည်းအီမီကိုရအောင်ကင်မယ်လို့ဆုံးဖြတ်ပြီး ဒိုးလေးနဲ့မီလန်ခံဝတ်ဆောင်အပြင်တခြားလိုအပ်တဲ့ပစ္စည်းပေါင်းစုံဝင်လိုက်ပါတယ်။ဆာလီတယောက်ချက်ချင်းမဲ့ဂျယ်ရီအိမ်သွားပြီးအီမီယိုလိုက်ရှာနေတော့ဗင်ဆန်ကသူ့ကိုကူညီပေးဖို့လက်နက်ပြည့်စုံနဲ့ surprise ရောင်းချလာပါတယ်။အင်အားကလျှို့ဝှက်နေရတဲ့ဝင်သွားကြတဲ့အခါမျိုးရိုးတွေကိုတွေ့လိုက်ရပြီးမြေအောက်ခန်းတွေရှိနေတာကိုပါသတိထားမိကြပါတယ်။အဲ့အချိန်ဂျယ်ရီထွက်လာပြီးဆာလီကိုအီမီရှိနေတဲ့အခန်းထဲတွန်းထိုင်လိုက်ပါတယ်။ဗင်ဆန်ကတော့ကြောက်ခဲနဲ့ပေါက်ပြီးတွေးထွက်အောင်တမင်လှုပ်လိုက်ပါတယ်။အဲ့ပေါ့ဝင်ကျန်ဂျယ်ရီဖန်းစားထားတဲ့လူအလုံးဟာ ဗမ်ပါယာတွေဖြစ်နေပြီတွင်းနေရတဲ့အခါနယံနဲ့တိုးထွက်လာကြပါတယ်ဗမ်ပါယာအီမီလည်းချာလီကိုကိုက်ဖို့ကြိုးစားပြီးမှချာလီကစူးညုံနဲ့ထိုးလိုက်ပြီးအပြင်ကိုပြေးထွက်လာတဲ့အခါဗင်းဆက်တယောက်ဗမ်ပါယာတွေဝိုင်းကိုက်တန်းခံနေရပါပြီချာလီလည်းမျက်နှာချက်ကိုတနက်နဲ့ပြစ်လိုက်ပြီးအပေါက်တွေဖြစ်အောင်လုံလိုက်တဲ့အခါနေရောင်ကြီးဝင်လာတဲ့အတွက်ဗမ်ပါယာတွေဘေးကိုရှောင်သွားကြပါတယ်ချာလီကသူ့မီးလောင်ခံဝတ်စုံကိုတမင်မီးရှို့လိုက်ပြီးဂျယ်ရီနဲ့ဖိုက်တင်ပလေးပါတော့တယ်သူတို့နှစ်ယောက်တိုင်းခြားကြရင်မျက်နှာချက်ကြီးပွင့်သွားပြီး ဂျယ်ရီတကူလုံးမီးလောင်နေတဲ့အချိန်ချာလီကသူယူလာတဲ့တန်ချွန်နဲ့ဂျယ်ရီနှလုံးအထိုးချလိုက်ပါတော့တယ်။နောက်ဆုံးမှာတော့ဂျယ်ရီလည်းစိတ်စိတ်မုံမဖြစ်ကသေဆုံးသွားပါတော့တယ်။သူကြိုက်ထားတဲ့အိမ်ဒီနာချင်းတွေလည်းလူပြန်ဖြစ်လာကြပြီးအလုံးလုံးမြောက်သွားကြပါတော့တယ်။ချာလီမီလည်းနေပြန်ကောင်းလာပြီးအိမ်တဲ့အတွက်တောင်းဆိုင်ဝယ်ထွက်နေပါပြီ။မော်လီနဲ့အိမ်မီကတော့ဘင်းဆိုင်အိမ်မှာတိုင်းကျင်နေရင်ဇလန်းလေးကိုဆုံးသက်ထားပါတယ်။ဖိုင်နယ်မူရဲ့ရုပ်ရှင်က1985ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး 1988ခုနှစ်မှာဒုတိယရုပ်ရှင်ထပ်ထွက်ခဲ့ပါသေးတယ်။ယခုရုပ်ရှင်ကတော့1985မူရင်းရုပ်ရှင်ကို remake ပြန်ရိုက်ထားတာဖြစ်ပါတယ်။မူရင်းရုပ်ရှင်ထဲက Jerry တယောက်ဆောင်ကိုလည်းဒီ remake ရုပ်ရှင်ထဲမှာကင်မီယိုဖြစ်ထည့်တွင်ထားတာကိုတွေ့ရမှာပါ။ဒီလိုရုပ်ရှင်ရဲ့ Canal Review တွေကိုကြိုက်တဲ့ဆိုရင် Night Watchman မှာ Subscribe လုပ်ထားကြဖို့မမေ့နဲ့နော်။အားလုံးပဲ See you ။